မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB လွိုက်ကော်မြို့နယ်မှာစစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားအယောက်20ကျော်သေဆုံးပြီးလက်နက်၈လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့မနက်9:00နာရီကလွိုက်ကော်မြို့နယ်တပြေကုန်းဖုံးကြီးကျောင်းဝင်းအတွင်းမှာအခိုင်အမာတပ်ဆွဲထားတဲ့တပ်စခန်းကို KNB တွန်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်နေတဲ့အချိန်မှာစီတိုင်မြို့နယ်ဘက်ကနေထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုထပ်မံပြီးတော့ဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီလ3ရက်နေ့မနက်9နာရီလောက်မှာတိုက်ခိုက်ခဲ့တာပါတပြေကုန်းရွာဆိုတာကရိုက်ကော်မျိုးနယ်တဲကရွာပေါ့စစ်ခွေးတွေကတော့ရိုက်ကော်မျိုးကနေပြီးတော့ထွက်ထိုင်တာများတယ်စစ်ကူကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေပြီးတော့ PNO တွဲပြီးတော့လာတာပါလို့ KNDF ကတော်လိုင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားအယောက်20ထက်မနည်းသေဆုံးကစစ်ကောင်စီတပ်သားတွေအုံပြုတယ် MA1 အမျိုးအစားတနက်5လက် AK47 အမျိုးအစားတနက်တလား MA4 အမျိုးအစားတနက်တလား RPG အမျိုးအစားတနက်တလားနဲ့ အခြားသောလက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို KNDF အမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမတ်နှစ်နဲ့အတူဗျူဟာအမတ်နှစ်အောက်မှာရှိတဲ့တိုက်ရဲများမဟာမိတ်တပ်ပေါင်းစုများကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF အမတ်နှစ်ဗျူဟာကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ရွာထိပ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာစစ်သားများအလုံးဟာပြန်လည်ခုခံခြင်းမရှိဘဲနဲ့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၈ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းကြီးကိုရေးဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်သားများအလုံးဟာပြန်လည်ခုခံခြင်းမရှိဘဲနဲ့ ဂိတ်စခန်းကိုစုတ်ခွာပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။သူတို့ဘက်ကပြန်လည်တိုက်ခိုက်တာမရှိဘဲနဲ့စုတ်ခွာသွားပါတယ်။အခုအဲ့ဒီစစ်တပ်ဘက်ကတပ်အပြင်ဘက်ထွက်တာအရန်နှဲသွားပါပြီ။နောက်နေရာတွေကိုလည်းဝင်းရောက်ရှင်းလင်းနိုင်ခဲ့တယ်။အားလုံးပေါင်း9နေရာတိတိပြန်လည်စုတ်ခွာသွားပါတယ်လို့ရေးဘလူးတပ်ရဲမှုကပြောပြထားပါတယ်။အချက်မဲ့စစ်တပ်ရဲ့အာယုတောင်ထိပ်တစ်ဆက်စခန်း၊အာယုတောင်ရွာဝါးချောင်းစခန်း၊ကွန်တူးကျေးရွာဖျားကုန်းစခန်း၊ဖော့တော်ကျေးရွာထိပ် ကွန်းတစ်တော့စခန်းမှာရှိတယ်။အကြမ်းမှာစစ်ကောင်စီတပ်သားများဟာလည်းပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာ နမ်ဆန်လေးတဲ့အတွက်လေရင်စီတဲဆောင်လာတဲ့စီပေါစာကားတစ်စီးကိုစစ်သားနှုတ်နဲ့အတူတော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၈ရက်နေ့မနက်ပိုင်းကနမောင်မြို့နယ်ဘက်ကနေအမြန်လမ်းမပေါ်ကိုထွက်ခွာလာတဲ့အချမ်းမတ်စစ်ကောင်စီရဲ့လေရင်စီပေါစာကားရင်အမတ် 2B8525 ကိုရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မိုင်းတိုင်းအမတ်262အနီးမှာစစ်ဆေးကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီကားဟာပြည်သူများကို လေချောင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်ရန်လေရင်စီများကိုချိန်ဖန်များစွာတဲဆောင်ပေးနေတဲ့ကားတစ်စီးဖြစ်တယ်လို့သိရပါဗျ။မနေ့ကမနေ့ကပဲဖမ်းမိတာပါ။စီပေါဆာကားထဲမှာစီကအပြည့်ပဲ။ ်အရာခံဘိုးမင်းထွတ်ရဲ့လက်ပါစီနှစ်ယောက်နဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်လက်ရှိတော့ဖမ်းမိတဲ့သူတွေကိုစစ်ဆေးနေတုန်းမှာရဲဘော်တွေအားလုံးလည်းလုံခြုံတဲ့နေရာကိုရောက်ပါပြီလို့အောင်ဆန်းလန်းနတ်မောင်ပြည်သူ့ကာကွယ်အဖွဲ့ကတောင်းရှိသူကပြောပြထားပါတယ်အဲ့ဒီဖမ်းဆီးမှုကိုအောင်ဆန်းလန်းနတ်မောင်ပြည်သူ့ကာကွယ်အဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့လေယံစီဘောက်ဆာကားနဲ့အတူဖမ်းဆီးရရှိခဲ့တဲ့အရာခံဘိုးမင်းထွတ်ရဲ့လက်ပါစီနှစ်ဦးကိုစစ်ဆေးလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်မှာအချမ်းဘတ်စစ်တပ်စစ်ကြောင်းနဲ့တပ်ဆွဲထားတဲ့စစ်ကောင်းစီတပ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်တပ်က၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၂ရက်နေ့မနက်9နာရီခွဲအချိန်ကစတင်ပြီးတော့မြင်းညံမြို့နယ်တရင်းဖို့ကြီးရွာကိုအင်အား၁၀၀လောက်နဲ့စစ်ကြောင်းထိုးလာတဲ့ခမရ၁၅ကအချမ်းဘတ်စစ်ကောင်းစီတပ်သားများနဲ့လယ်သစ်ရွာကြောက်ပြုတ်ကြီးရွာတို့မှတပ်ဆွဲထားတဲ့ပြူစောထီးများကိုတော်လိုင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရရှိမှုများပြားပြီးတော့စစ်ကောင်စီတပ်သား၅ဦးသေဆုံးတာတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ ်အခုလိုမျိုးတော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကကြားထိုးပြီးတော့ကြောက်ပြုတ်ခြေပါအနည်းထိကိုလိုက်လံတိုက်ခိုက်ခဲ့တော့လဲထိခိုက်မှုများပြားခဲ့တဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်စစ်ခွေးအကောင်20ထက်မနည်းထိခိုက်သွားတယ်လို့သိရပါတယ်။ဒေတာက9កောင်လောက်ရှိတယ်။ထိခိုက်တာကများပါတယ်။စစ်ခွေးတွေကမနက်အစောကြီးတွေကရောက်နေတာအင်အား100လောက်ရှိတယ်။စစ်ခွေးဒေတာ9កောင်တိတယ်။အထိခိုက်များတယ်။ဆေးုံရောက်ပြီးမှဒေတာကတော့မသိရသေးဘူးလို့ငကနီပြောက်ကြားတဲ့ဖက်မြင်းညာကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှု ှုကိုမြင်းကြံတိုက်နယ်သုံးနိုင်ငံပြောက်ကြားတပ်ဖွဲ့နဲ့နယ်မြေကမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့ကနေထွက်လာတဲ့အစည်းရိတ်တရားကြော်ပါတဲ့စစ်ကားတန်းဟာလက်ရှိမှာကမ္မမြို့ကိုရောက်ရှိနေပြီးတော့ရှေ့ဆက်တိုးနိုင်ဖို့အတွက်လမ်းတလျှောက်မှာရှိတဲ့မြို့တွေရွာတွေကိုလေကြောင်းကနေဘုံကျရ ပေါင်းနဲ့ချီတဲ့ပြည်သူတွေဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပခုတ်ကူမျိုးအမှတ်တရတဲ့ချင်းမြန်တက်မှာဌာနချုပ်တက်မှာတရတဲ့ကနေမေလ29ရက်နေ့မှာစတင်ထွက်ခွာလာတဲ့တင်ကားနဲ့ဗဟိုကားတွေအပါအဝင်ကားစီးရေ126စီးပါတဲ့စစ်ကားတန်းဟာပေါင်းမျိုးဘက်ကိုဥတီနေတယ်လို့ဆိုပါတယ်။ အဲ့ဒီကာရန်ရွှေ့ဆက်တိုးနိုင်ဖို့အတွက်ဇွန်လ9ရက်နေ့ညနေ9နာရီလောက်မှာကမ္ဘာမြို့ရဲ့အနောက်ဘက်ခြေရွာတွေကို112အမျိုးအစားလေးရင်နဲ့ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခတ်ရာခြေရွာတွေကိုကြက်ရောက်ပောက်ကွဲပြီးတော့နေအိမ်နဲ့အဆောက်အုံများပျက်စီးသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်ခြေရွာတွေကိုကြက်ရောက်ပောက်ကွဲလို့ထိခိုက်ပျက်စီးသွားတာပါစာတင်ကြောင်းတွေလည်းပျက်စီးကုန်တယ် transformer တွေပျက်စီးတယ်ကားပေါ်တွေကျတော့အိမ်တွေလည်းပျက်စီးမှုရှိတယ် transformer ကနှလုံးပြတ်သွားတော့မီးမရတော့ဘူးပြည်သူတွေကလေရင်တန်ကြားလို့ဘုံခုကျင်းနေတဲ့ကိုဝင်နေလိုက်လို့သာပြည်သူတွေမထိခိုက်တာလို့ပြောပြ တ်ထားပါတယ်။စစ်ကောင်စီအုပ်စုကလေရင်နဲ့ဘုံကျဲတက်ခတ်ပြီးတဲ့နောက်စစ်ကားတန်းရှေ့ပြေးစစ်ကြောင်းကကံမမျိုးအနောက်ဘက်ဂျိုးပြကြေးရွာအနီးကိုရှေ့ဆက်တိုးလာကကားအများစုကတော့ကံမမျိုးပေါ်မှာပဲရှိနေသေးတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီအုပ်စုရဲ့ရန်ကြောင်ကံမမျိုးပေါ်ကပြည်သူတွေဟာစစ်ဘေးရှောင်ထွက်ပြေးနေရပြီးတော့မြို့ထဲမှာကြံနေတဲ့သူတွေကိုစစ်ကောင်စီအုပ်စုကတနက်နဲ့လိုက်လံပစ်ခတ်ဖမ်းဆီးနေတယ်လို့မြို့ပေါ်ကဈေးဆိုင်နေနဲ့နေအိမ်တွေကိုဖောက်ထွဲပြီးတော့တံမိုးရှိတဲ့ပစ္စည်းတွေကို ခိုးယူလူရက်နေတယ်လို့သိရပါဗါဒါအပြင်ဇွန်လ9ရက်နေ့ညနေကလည်းကမ္ဘာမြို့အရှိပံရေမြက်ကြီးရွာဂေါရမဖုံးတော်ကြီးအကြောင်းကဖုံးတော်ကြီးနှစ်ပါးကိုစစ်အုပ်စုကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အခုချိန်ထိပြန်မလွတ်ပေးသေးဘူးလို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီအုပ်စုရဲ့ရန်ကြောင်ကမ္ဘာမြို့ပေါ်ကပြည်သူအယောက်တထောင်ခန့်အပါအဝင်ပခုတ်ကူကံမပေါက်ကားလန်တလျှောက်ကမြို့ရွာတွေကပြည်သူတွေစစ်ဘေးရှောင်ထွက်ပြေးနေရပြီးတော့စားနပ်ရိတ်ခါလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ် ပေါ့မျိုးဘက်ကိုဥတည်နေတဲ့စစ်ကားတန်းမှာရွှေစုံကဗဟိုနောက်မှာ တင်ကားအသေးတစည်းကို တင်ဆောင်လာတဲ့ဆယ်ဘင်းကားဂျမ်းမာကားအဲ့ဒီနောက်ကားစီး20လောက်ကစစ်ကားအကြီးကြီးတွေအဲ့ဒီရဲ့နောက်မှာမှနိုင်ငံသားတွေလိုက်ပါလာတယ်လို့ယူဆရတယ်အနေနဲ့အစိမ်းကြအိမ်စီးကား၄စီးအဲ့ဒီကားတွေရဲ့နောက်မှာစစ်ကောင်စီအုပ်စုရဲ့လက်နက်လူအင်အားနဲ့ခိုးရပါပစ္စည်းတွေကိုတဲတဲ့စစ်ကားကြီးတွေနဲ့တင်ကားအကြီးတစည်းတင်ဆောင်လာတဲ့ဆန်နဘင်းကားနောက်ဆုံးကား၃စီးကရိတ်ခါတင်တဲ့ကားတွေဖြစ်က စုစုပေါင်းကား126စီးဖြစ်တယ်လို့ ်မြိုင်တောင်းမင်းမြေပြင်သတင်းမှအပြန်ကြားရေးအဖွဲ့ကဖော်ပြထားပါတယ်။ပခောက်ကူမြို့တက်မှတရတဲ့တက်မှမှုနဲ့စစ်ကောင်စီအုပ်စုအများစုဟာညီနောင်သုံးဘွဲ့ရဲ့1027ဆက်စင်ရဲ့အတွင်ရှမ်းမြောက်တခွင်တိုက်ပွဲတွေမှာစစ်တုံးမန်းအဖြစ်နဲ့ဖမ်းဆီးခံရတဲ့ဒုတွေဖြစ်ပြီးတော့တချို့ကတော့ပြန်လွတ်လာပြီးတော့တချို့ကတော့အဖမ်းမခံပဲကိုလိုယုံထွက်ပြေးလာတဲ့ဒုတွေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဘုဒ္ဓထောင်မြို့နယ်မှာမိကုံးမော်အသက်ရှူကျက်ပြီးတော့အမျိုးသမီးနှစ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၈ရက်နေ့မနက်ပိုင်းမှာဘုဒ္ဓထောင်မြို့နယ်အမှတ်6ရပ်ကွက်53လမ်းမှာရှိတဲ့တိုက်ခန်းတစ်ခုမှာအလုံးပိတ်အခန်းတွေအဲကုန်းဖွင့်ပြီးတော့အမျိုးသမီးနှစ်ဦးကအိတ်ဆက်နေတယ်လို့သိရပါတယ်။၎င်းတို့တဲထားတဲ့ဟင်းအိုးကိုမိမပိတ်ဖဲအိတ်ဆက်ခဲ့ရမှာဟင်းအိုးဟာတူးပြီးတော့မိကုံးများထွက်ရကနေအသက်ရှူကျက်ပြီးအမျိုးသမီးနှစ်ဦးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းတွေကို ဂျပန်ဆေးရုံကိုဘိုကလေးစေးပရိုက်တာအတင်းနဲ့အဖြူရောင်ကမ်းလက်လူမှုကွန်ရီရဲ့အတင်းတို့ကပူးပေါင်းပြီးတော့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။သေတာကမနေ့က9နိုင်လောက်မှာတိတ်ဆုံးသွားတာပါ။မိခုံမှုံပြီးတိတ်ဆုံးတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။မေလာတရက်နေ့ကလည်းစမ်းကြောင်းမြို့နယ်ရွှေလောင်းလန်းတိုက်ခန်းလေးလွာမှာမိစက်နှိုးပြီးတော့အဲကွန်300ကနေမိသားစုဝင်၄ဦးတိတ်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်အမှတ်၁တိုင်ရင်ထံကိုအကြမ်းမဲ့စစ်တပ်ကစစ်မှုထမ်းတပ်သားတဲ့တဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မှာစစ်မှုထမ်းတပ်သားတဲ့တဦးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့ဒဝဲခရိုင်အမှတ်၁တိုင်ရင်ထံမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့ဟာ MA1 တနက်တလက်ကြီးပေါက်6ခု၊ကြီးစံ150တောင်း၁၄မိုင်းတလုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့အတွက်ကြောင့် ်ငွေကျပ်390ချိမြက်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတဲ့များအနေနဲ့အလင်းဝင်ရောက်မဲ့ဆိုပါကဒဝဲခရိုင်အမှတ်တဲတိုင်ရင်ထံကိုဆက်သွယ်ပြီးတော့ဝင်ရောက်နိုင်တယ်လို့အတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ